အလီရှားပိုင်ကမိထားပါတယ်နေကာရှာဒီဧခံပွဲမှာ တချင်းတွေဖြန့်ထားတယ်ဆိုရင်အဲ့ဒီမှာစားချင်းတောက်ချင်းတိုင်ပါသလားဆရာဒီနေ့ခင်မှာတော့ဧခံပွဲတိုင်းလူလူမှာတချင်းဖြန့်ထားကြတော့ကျွန်တော်တို့ကိုတရားတော်နဲ့အညီလမ်းညွန်မှုလေးပေးဖို့တောင်းဆိုအပ်ပါတယ်ဆရာမဘစ်စမီလာဟ်ရဟ်မာနီရဟီမဒီတချင်းဆိုချင်း ောက်ခုံချင်းဒါဒီကတော့ရှရီအက်တရားတော်ရဲ့အမိကဟာရမ်ဖြစ်ပါတယ်။သူနည်း၎င်းပဲတချင်းနားထောင်ခြင်းကောက်ခုံနေတာကိုကြည့်ရှုခြင်းဒါလည်းပဲဟာရမ်ရဲ့အမိထဲမှာပဲရှိပါတယ်။ဟဇရက်အဘာဆရဒီအလာဟူတာလန်ရဲ့စင်ပြန်ချက်တစ်ခုမှာတမန်တော်မြတ်ဆလလောဟူအလိဝဆလမ်ကတိမုတ်ကရိယာများအယက်တီစာ အလောင်းဥစ္စာဒါဒီအလုံးကိုဟာရမ်လောက်ထားတယ်ဆိုပြီးတော့မိတ်ချထားဒီနေ့အစ္စလာမ်မှာအစ္စလာမ်တာသနာတော်မှာတာယီနာယီအလုံးမှာသူရဲ့အမိတ်တော်ဒီအတီးတီရှိကြတယ်အခုရှာဒီမင်္ဂလာဆိုရင်ဒါတာယီကိစ္စဖြစ်တယ်ဒီတာယီကိစ္စမှာပရဒါထားရှိခြင်းအမျိုးသားအမျိုးသမီးယောနောပြီးတော့ မကျင်းပခြင်းတိမုကခုဆွန်ညာမှုတွေမပြုခြင်းဆိုပြီးတော့ဒါတွေကတရားတော်မှာလာရှိထားတဲ့အမိတ်ပညာချက်တွေဖြစ်အခုမေကွန်းအရာဆိုရင်အဲ့ဒါမင်္ဂလာအခံပွဲကိုတော့တွားမယ်ဒါပေမဲ့အဲ့ဒီမှာဟဲ့လားတိမုကခုနဲ့ဟာတွေရှိနေမယ်ဆိုရင်ဒါကိုအရင်တည်းကနေပြီးတော့တိထားတယ်ဆိုရင်တော့လုံးဝမတွားပါနဲ့အကယ်၍တွားမဲ့သူက အာလီပညာရှင်ဒီတစ်ပါးဖြစ်တဲ့အကယ်၍ तू တွားမယ်ဆိုရင်အဲ့ဒီအိမ်သူအိမ်သားတွေရဲ့ပုံမှာ तू ဟာဩဇာညောင်းတဲ့တွားပြီးတော့ तू ဟာတားနိုင်တယ်ဆိုရင်တော့ तू ဟာတွားတဲ့ဒါမှလည်းပဲတခြားသူတွေလည်းဂုဏကနေရှောင်ကျဉ်လို့ရအောင်မှာဖြစ်ဆိုတော့အဲ့လိုတော့တားနိုင်တဲ့ပုံကိုဆိုရင်တော့တွားတင်နဲ့တွားပြီးတော့သူဟာဒါတွေကိုတားလိုက်ရအရင်ကနေပြီးတော့မတိထားဘူးဆိုရင် ဟောရောက်ကန်ဒီမှာဟာဆူညံနေတဲ့တခါတဲ့အပြင်းကနေပြီးတော့တခါတဲ့တချင်းတန်အခြေကြီးနဲ့ကတိနေတယ်ဆိုရင်တော့အဲ့ဒီတိတဲ့နေရာကနေပဲပြန်လဲသွားလိုက်ရပြန်လဲသွားလိုက်ရမယ်ဆောစောကတင်ပြသလိုပဲတားနိုင်နေဆိုရင်တော့နေရာတွေကိုတားနိုင်နေဆိုရင်တွားပြီးတော့တားလိုက်ရမယ်တားလို့ပြီးတားပြီးလို့ရှိရင်အဲ့ဒီမှာအဲ့ဒီရှာဒီမင်္ဂလာမှာစားတုံးပိုင်ခွင့်ရှိနောက်တတိယပုံစံကတော့အထဲရောက်ပြီးမှတိပါတယ် တိဝါရကေတားမယ်ဆိုရင်လည်း तू တားနိုင်လောက်တဲ့ तू အရေးချင်းမရှိဘူးဆိုရင်အာလင်ပဒနာပညာရှင်ဖြစ်နေတယ်ဆိုရင်တော့ပြန်သွားလိုက်ပါအဲ့ဒီမှာအစားတောက်တယ်မစားပါနဲ့ဆက်ပြီးတော့ထိုင်နေတယ်ဆိုရင်ဒါဟာသာသနာညွန်းနှံစေတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်အာလင်ပညာရှင်ကတော့အဲ့ဒီမှာမနေရဘူးတာမန်လူပဲဆိုရင်တော့ဘယ်လိုမှ तू ဟာရှောင်လွဲလို့လည်းမရနိုင်တော့ဘူးဆိုရင် အဲ့ဒီပုဂ္ဂိုလ်တွေအတွက်အတွက်ကတော့စားတောက်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့တရားတော်ကလမ်းညွှန်ထားပါတယ်